င်္ဂလာပါအလဲပြင်းရုပ်တံရဲ့ဒီဇင်ဘာလ3ရက်နေ့ညနေခင်းသတင်းတွေကိုဒါရိုက်ထုတ်လင်းတင်ဆက်ပေးပါတော့မယ်အခုတင်ဆက်ပေးမယ့်သတင်းတွေကတော့ဒီဇင်ဘာ2ရက်နေ့နေ့ပိုင်းမှာရန်ကုန်မြို့ရဲ့လေဒုအေးသွေးအညွန့်ကင်းဟာအနီရောင်ဆင်းဖြစ်နေဆိုတဲ့နောက်ဆုံးညနေခင်းသတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒါပြင်ထိုင်းနိုင်ငံရှိရေကြီးကြီးရှည်မှုဖြစ်ပွားနေသည့်နေရာများမှာ CI တက်တန်းတို့ရှောက်ထားမိလို့သမားများမိတိစကန်တွင်မဆိုတွားရောက်ရှောက်ထားနိုင်ဆိုတဲ့ကိစ္စ အင်ဒိုနီးရှားတီရီလင်က ထိုင်းမလေးရှားတို့မှာရေပေးကြောင့်တည်ဆုံသူ1200နီးပါးရှိလာစဉ်ကယ်ဆယ်ရေးများအမြန်ဆောင်ရွက်ဆွေးနွေးတဲ့အမျိုးသမီး Nation League Champions ကို စပိုင်အင်းသင်း2ကြိမ်ဆက်စွခုဆိုတဲ့တဲ့အစရှိတဲ့တွင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ပူးဆုံးတဲ့တဲ့ဘုံအနေနဲ့ဒီဇင်ဘာ၂ရက်နံနက်ပိုင်းမှာရန်ကုန်မြို့ရဲ့လေတုရေသွေးအညွှန်းကိန်းဟာအနီရောင်အဆင့်ဖြစ်နေဆိုတဲ့တဲ့တွင်ကိုတင်ဆက်ပေးပါမယ်။ ဒီဇင်ဘာ၂ရက်နေ့နံပိုင်းမှာရန်ကုန်မြို့ရဲ့လေထုအရေးအတွေ့ညွှန်ကိန်းဟာအနီရောင်အဆင့်ဖြစ်နေတယ်ဟု Environment Health and Safety မြန်မာ EAS မြန်မာကထုတ်ပြန်ပါတယ်။ဒဇမလ2ရက်နေ့မနက်၈နာရီခွဲရဲ့ရန်ကုန်မြို့လေတုအရေးအသွင်းညွှန်ကိန်း AQI ကအနီရောင်အဆင့်မှာပဲရှိနေပါတယ်။ IQA ရဲ့ဖော်ပြချက်အရလေတုညဉ့်ဉန်းမှုကမ္ဘာအဆင့်၁၁ကိုရောက်ရှိနေပြီးကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့အခြေအနေဖြစ်ပါတယ်။ ဒါကြောင့်အပြင်ထွက်မဲ့ရန်ကုန်မြို့နယ်ပြည်သူတွေအနေနဲ့ PM2.5 ကာကွယ်နိုင်မဲ့ mask တွေမဖြစ်မနေတက်ဆင်သွားလာတဲ့နယ်လို့အကြံပြုကြောင်း EHS မြန်မာကထုတ်ပြန်ခဲ့ပါတယ်။မော်လဲပိုင်းမှာတော့ရန်ကုန်မြို့ရဲ့လေတုညဉ့်ညံမှုအညွန်ကိန်းဟာ IQA ရဲ့ဖော်ပြချက်အရအဆင့်59ကိုပြန်လည်ရောက်ရှိလာပြီးလေတုအရေးသွေးညွန်ကိန်း AQI ဟာလည်း66ကိုပြန်လည်ရောက်ရှိလာတာကိုတွေ့ရပါတယ်။လေတုညဉ့်ညံမှုမှာလေတုထဲမှာမီကိုတံငွေတမျိုးမျိုးဖုံမုတ်မြူကိုအနက်အသက် ရေကုန်းရင်ငွေတွေဟာရှိတဲ့နဲ့ပမာဏထက်ပိုပြီးများပြားစွာရှိနေတာကြောင့်လေရုအရေအသွေးကျဆင်းတာဖြစ်ပါတယ်။လေရုအရေအသွေးညွန်ကဲ AQI 3ညကနေ90အတွင်းရှိပါကကောင်းပါမီ90ကနေ100ကျားရှိပါကအလဲအလက်အစင်ရှိက101ကနေ150အကျားရှိပါကထိခိုက်လွယ်သူတွေအတွက်လေရုဟာကောင်းမွန်မရှိဘူးလို့သိရပါတယ်။151ကနေ200အစင်ရှိပါကစံမာရေးအတွက်မကောင်းကြောင်း201ကနေ300အစင်ရှိပါကစံမာရေးထိခိုက်နိုင်ကြောင်း 300ရက်အထက်ရှိပါကကျန်းမာရေးကိုအနေရပေးနိုင်တဲ့အဆင့်ဖြစ်တယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ထိုင်းနိုင်ငံရှိရေကြီးရေချမ်းမှုဖြစ်ပွားနေသည့်နေရာများမှ CI တက်တန်းတို့လျှောက်ထားမိအလို့သမားများမိသည့်စခန်းတွေမှာစို့တောရောက်လျှောက်ထားနိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံရှိရေကြီးရေချမ်းမှုဖြစ်ပွားနေတဲ့နေရာများမှ CI တက်တန်းတို့လျှောက်ထားမိအလို့သမားများမိသည့်စခန်းတွေမှာစို့တောရောက်လျှောက်ထားနိုင်ကြောင်းအလို့သမားညွန်ကြားရေးမှုဦးစီးဌာနကဒီဇင်ဘာလတရက်ရက်ဆွဲပြီးထုတ်ပြန်ထားပါတယ်။ ထိုင်းနိုင်ငံမှာမြေသူမြေဝဖြစ်ကြောင်းတသက်တည်ကံလက်မှတ် CI ထုတ်ပေးရေးစခန်းလေးခုကိုစမွတ်စခေါ်စမွတ်ပရကန်ချင်းမိုင်းစရန်ဌာနီမြို့တွေမှာ2025ခုနှစ်ဩဂုတ်6ရက်ကစတင်ပြီးလကောက်မိုဘိုင်းယူနစ်တခုကိုကရာဘီမြို့မှာအော်တိုဝါဆင်ရက်ကစတင်ပြီးလကောက်ဖွင့်လှစ်ပြီး CI တက်တန်းတုံးလုပ်ငန်းစဉ်တွေကိုဆောင်ရွက်ပေးခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာ ရေကြီးရေရှမ်းမှုတွေဖြစ်ပွားနေတဲ့ထိုင်းနိုင်ငံဆုံခလာခရိုင်ဟန်ရိုင်မြို့နယ်အနီးတစ်ဝိုက်ဒေသတွေမှာရှိတဲ့အလို့သမားတွေအနေနဲ့ CI စာအုပ်ပျောက်ဆုံးတာပျက်စီးရာတွေဖြစ်ပေါ်တာနဲ့ ငွေပေးသွင်းထားပြီး CI ပြုလုပ်ဖို့ကြံရှိသူတွေအနေနဲ့ငွေပေးသွင်းထားတဲ့စက္ကန့်တွေမှာတွားရောက်ပြုလုပ်ဖို့အခက်အခဲဖြစ်ပေါ်လာရတဲ့ရှိပါကအလုံသမားတွေအစဉ်ပြေစီရေးအတွက်နှီးစင်ရ CI စက္ကန့်တွေကိုတွားရောက်လျှောက်ထားနိုင်တယ်လို့သိရပါတယ်။ CI လျှောက်ထားသူရဲ့ကိုယ်ရည်အချက်အလက်တွေကိုစက္ကန့်မှာရှိတဲ့အချက်အလက်တွေနဲ့တိုက်ဆိုင်စီစစ်ပြီး လုံထုံးလုံနည်းနဲ့အညီပြန်လည်ထုတ်ပေးသွားမယ်လို့အလုံသမားညွှန်ကြားရေးဦးစီးဌာနကလည်းသိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ အင်ဒိုနီးရှားတီးလင်ကထိုင်းမလေးရှားတို့မှရေပေးကြောင့်တည်ဆုံးသူ1200နီးပါးရှိလာခြင်းကယ်ဆယ်ရေးများအ мян ဆောင်ရွက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အင်ဒိုနီးရှားတီးလင်ကရှိုးဒိုရှိအစိုးရအဖွဲ့များနဲ့ NGO များကနိုင်ငံလေးနိုင်ငံမှာ1200ဝန်းကျင်တည်ဆုံးခဲ့သောပြင်းထန်သောရေကြီးမှုများကြောင့်တောင်းတနေသူထောင်ပေါင်းများစွာကိုအကူအညီများအ мян ဆုံးပြုလုပ်နိုင်ရေးဒီဇင်ဘာလရက်မှာဆောင်ရွက်ခဲ့တယ်လို့သိရပါဗျ။ လွန်ခဲ့တဲ့သတင်းပတ်အတွင်းသေးချာဖြစ်ပေါ်ခဲ့တဲ့အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းနှစ်ခုတို့ကတီရီလင်ကအင်ဒိုနီးရှားဆူမာဒရာရဲ့ဒေသတွေထိုင်းတောင်ပိုင်းမလေးရှားမြောက်ပိုင်းတွေမှာမုန်းများစေခဲ့ပါတယ်။ပုံမပုံနှွေးတဲ့လေတုကရင်ခွင့်အများပြားကိုထိန်းထားပြီးပုံနှွေးတဲ့သမုတ်တရားတွေကအင်အားပြင်းထန်တဲ့မုန်တိုင်းတွေကိုဖြစ်ပေါ်စေနိုင်တာကြောင့်ရာသီဥတုပြောင်းလဲမှုကမိုးပေါ်များတဲ့အခြေအနေကိုဖြစ်ပေါ်စေခဲ့ပါတယ်။ တက်နေတဲ့ရေတွေဟာအခုအခါအများအပြားပြန်လဲကျဆင်းသွားပြီဖြစ်ပေမဲ့လည်းပျက်စီးမှုတွေကြောင့်လူအများအပြားဟာခလုံးရေးစက်ခန်းတွေမှာအခုအချိန်ထိနေထိုင်နေရဆဲဖြစ်ပြီးတန်ရှင်းသောရေနဲ့စားစာတွေကိုရရှိဖို့ရုန်းကန်နေရဆဲဖြစ်ပါတယ်။အင်ဒိုနီးရှားရဲ့အစိုးရဆုံးထိခိုက်ခဲ့တဲ့ဒေသတစ်ခုဖြစ်တဲ့အာချေးပြည်နယ်ကဒေသခံတွေက AFP သတင်းတောက်တွေကိုပြောကြားရမှာလုံနိုင်ကိုင်းနိုင်ကြတဲ့အသက်ရှင်ကျန်ရစ်သူတွေဟာထောက်ပံ့ပစ္စည်းတွေကိုစူးစောင်းနေပါတယ်လို့ဆိုပါတယ်။စိုးစိုးရွားရွားရည်ကြီးခဲ့တဲ့နေရာတွေမှာကားလန်းဆက်သွယ်ရေးပြတ်တောက်နေပါတယ်လို့ ဗန္ဒအာချေကတန်းစီဆိုင်မှာတန်းစီစောင့်နေသူတွေကတအုပ်ဖြစ်တဲ့အာနာမာဒီယာကပြောပါရယ်မလေးရှားမှာနောက်ထပ်နှစ်ဦးသေဆုံးခဲ့တယ်လို့သိရပါရယ်တဲထန်စွာရွာသွန်းခဲ့တဲ့မိုးရီကြောင့်ထိုင်းတောင်ပိုင်းမှာလည်းအနည်းဆုံး186ဦးသေဆုံးခဲ့ပါရယ် တေးကြဖြစ်ပေါ်တဲ့မုံတိုင်းကြောင့်သီရိလင်္ကာနန်းရဲ့တဝမ်းမိုးများခဲ့တဲ့အတွက်ရုတ်တရက်ရေကြီးခဲ့ပြီးဆိုးရွားတဲ့မြေပြိုမှုတွေလည်းဖြစ်ပွားခဲ့ပါတယ်။ဒါကြောင့်သီရိလင်္ကာမှာရေကြီးမြေပြိုမှုတွေအတွင်းအနည်းဆုံး၄၁၀တေဆုံးခဲ့ပြီး352ဦးပျောက်ဆုံးနေတယ်လို့အာဏာပိုင်တွေကထုတ်ပြန်ထားပါတယ်။နောက်ဆုံးအားသာတဲ့နေ့တစ်ပုတ်အနေနဲ့အမျိုးသမီး Nation League Championship ကို စပိန်အသင်း၂ချိန်ဆက်စကူးဆိုတဲ့တင်ကိုတင်ဆက်ပြပါမယ်။စပိန်အမျိုးသမီးအသင်းဟာမနေ့ကရှင်ပြန်ကစားခဲ့တဲ့ မျိုးသမီး Nation League ဘောလုံးပွဲဒုတိယအကြိမ်မှာဂျာမနီအသင်းကို၃ဂိုးပြည့်ဖြင့်အနိုင်ယူပြီးချန်ပီယံစုကို၂ချိန်ဆက်ဆုကူရခဲ့ရှိခဲ့အောင်သိရပါတယ်။ အဝေးကွင်းမှာကစားခဲ့တဲ့ပထမကြော်ပွဲစဉ်မှာဂိုးမရှိတင်ရကြခဲ့ပေမဲ့အင်ကွင်းမှာကစားရတဲ့ဒုတိယအကြော်မှာတော့စပိန်အသင်းကပီနာက2ဂိုးလိုပက်စ်တို့ရဲ့ဂိုးတွေနဲ့အနိုင်ယူပြီးချန်ပီယံဆုရယူနိုင်ခဲ့တာပါအမျိုးသမီးနေရှင်းလိပြိုင်ပွဲကို2023-24ရာသီမှာစတင်ကျင်းပခဲ့တာဖြစ်ပြီးအဲ့ဒီရာသီမှာလည်းစပိန်အသင်းကပိုဆွဲခဲ့တယ်လို့ဒုတိယအကြိမ်ကျင်းပတဲ့ဒီနှစ်ပြိုင်ပွဲမှာလည်းထပ်မံပိုဆွဲခဲ့တာဖြစ်ပါတယ်ဒီနှစ်ပြိုင်ပွဲရဲ့တတိယလူပွဲမှာတော့ပြင်သစ်ကဆွေဒင်ကို2ကြော့ပေါင်း4-3ဂိုးနဲ့အနိုင်ရခဲ့ပါတယ် ဘောလုံးဝယ်ဒုတိယအကြော်ရဲ့အကောင်းဆုံးကစားသမားဆုကိုနှစ်ခိုးသွင်းခဲ့တဲ့စပိန်တိုက်စစ်မှုကလော်ဒီယာပီနာကရရှိခဲ့ပြီးအခုနှစ်ပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆုကိုတော့စပိန်ကွင်းလယ်ကစားသမားပူတဲလက်စ်ကရရှိခဲ့ပါတယ်။လေဗန်ရုပ်တံရဲ့ဒီဇင်ဘာလ3ရက်ညနေပိုင်းသတင်းတွေကိုတိုက်ရိုက်ထုတ်လွှင့်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကြည့်ရှုနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ။